နိုဝင်ဘာဝင်မှာရင်အာစနယ်မှာရဲရိုက်နေပြီ။အားလုံးပဲမင်္ဂလာပါများရက်ဒီဘက်တန်တွေကတင်ဆက်နေပါလေ။အာစနယ်ကဒီဇင်ဘာကိုရောက်ပြီဆိုရင်ဘွဲချက်ကာလတွေကိုဖျက်ဆီးရင်းနဲ့အမြဲတမ်းကြာဆင်းသွားရတဲ့အတင်းတင်းဖြစ်ပါလေ။အာစနယ်ကအရှိယာဒီဒီမာတုံးကတမားစီဇက်တိုက်ဒုတိယလူဖြစ်နေဇက်သိန်းခေးရတာကြောင့်ဒီယာဒီတော့တင်ကန်းစာတွေယူရင်းနဲ့စားသည်တွေ့နေရာဒီကလေးကကြိုတင်ပြင်ဆင်ထားကြပါလေ။အာစနယ်ကနေရာဒီမာဗီဒါရိုဂရက်နိုနီမာတိုအကီနဲ့မာတင်ဆူပီမန်တီတို့လိုလိုအပ်နေတဲ့ကစားမတွေကိုခေါ်ယူခဲ့တဲ့အပြင်နောက်ခံလူအစ်စ်တွေကိုလည်းထပ်ပြီးတော့ခေါ်ယူချပါလိမ့်မယ် ဒီတော့ကအာစနယ်ကိုခန်းစစ်ကြီးပဲဖြစ်နေတယ်ဆိုပြီးဝေဖန်မှုတွေများခဲ့ပြီးမြေအခုတော့အသုံးဝင်လာခဲ့ပါပြီ။အာစနယ်ကလက်ရှိဥရောပရဲ့အကောင်းဆုံးခန်းစစ်တွေကလည်းတင်းဖြစ်ပြီးမြေအခုတော့စောင်းဝင်လာတာနဲ့ဇလန်းလေးတွေစတင်လာပါပြီ။အာစနယ်နောက်ကန်လူကာဘရီယယ်ကဒီဘက်နိုင်ငံကပိတ်ရက်မှာဘရာဇီးအသင်းအတွက်ကစားပေးနေပောင်ကျွတ်သားတန်ရာရရှိသွားခဲ့ပါပြီ။ကနအုပ်စစ်စေးချက်တွေရဂါရီယယ်ဟာဒီတန်ရာကြောင့်တလကနေနှစ်လလောက်ထိနားယူရဖို့လည်းဖြစ်လာပါပြီ။ဂါရီယယ်ကအာစနယ်ရဲ့ရေးပါဆောင်ကစားမတစ်ယောက်ဖြစ်ပြီးတော့ဘောခန်းစစ်နေရာမှာစလီပါနဲ့တူတွဲညီနေပါပြီ။ ဂါရီယာကအာစနယ်လီမတိုးခံစည်းရဲ့တစိပိုင်းဖြစ်လာသလိုအာစနယ်ဆက်ပီးတွင်ကိုရီအဓိကဂိုးပေါက်ချင်း၆နိုင်သူတယောက်လည်းဖြစ်တာကြောင့်ဂါရီယာတရားရာချင်းကအာစနယ်အတွက်ထိုးနှက်ချက်တခုဖြစ်လာခဲ့ပါရီ။ဂန်ကောင်းတာကတော့အာစနယ်ဟာဒီနေရာအတွက်အစားတို့ကစားမရီအယံတင့်ရှိနေပါရီ။အသက်ခေါ်ယူထားတဲ့ခရစ်စတန်မော့စကီယာနဲ့ပီရိုဟင်ကပ်ပီရိုဂါရီယာရဲ့နေရာမှာအစားဝင်ရောက်ကစားပေးနိုင်ကြသလိုလိုအပ်လာရင်ရီကာလိုကာရာဖီယိုရီနဲ့ဘန်ဝိုက်တို့ကလည်းဒီကွက်လက်ကိုဖြည့်ပေးနိုင်ပါရီ။ တပတ်မှလည်းအာစနယ်ရဲ့တင်ရရကစားမတွေအားလုံးနှီးပါပိတ်ရပ်ပြီးရင်ပြန်ကစားနိုင်တော့မှာပါဒီတော့အာစနယ်ကခန်းစီပိုင်းရိုင်းနဲ့သွားတယ်ဆိုရင်တောင်တိုက်စစ်ပိုင်းပြန်လည်အင်အားတောင်းတင်းလာတာအားတက်စရာဖြစ်ပါရီအာစနယ်ကနေရာဒီတုန်းကကစားမသည့်တွေအများကြီးခေါ်ယူထားတဲ့အတွက်ဗန်နိုင်းစီမင်းနေနဲ့ကိုက်ညီအောင်လို့ဇန်နဝါရီမှာကစားမတချို့ပြန်လည်ရောင်းထုတ်ဖို့လည်းလိုအပ်နေတာဖြစ်ပါရီဒီအားဒီမှာစူပါဆက်ဖြစ်ထူးရှယ်ခြေစွမ်းပြနေတဲ့ဂါဘရီယယ်မာတီနယ်လီကပွဲတဲ့ကစားမနေရာတော့မရဘဲနဲ့အသင်းမှာရုံးကန်နေရပါရီအာစနယ်ကမာတီနယ်လီကိုအသင်းရဲ့ရေးကြီးစိတ်ပိုင်းတစ်ခုပြည့်ရှုမြင်ထားပြီးမြေမာတီနယ်လီကို စော်ရီပရိုလီတင်းတွေကတော့စိတ်ဝင်စားနေတာကြောင့်အတင်းကနေထွက်ခွာနိုင်ကြတော့ရှိနေပါ रे ပြီးကလေးရာစီကလေးကဒူးရွဆုပ်ပြဲတဲ့ဟာကြောင့်ကာလာရှီနားယူလိုက်ရတဲ့ကာရီယာဂျေဇူးကဒီတော့ရင်မှာသူ့နေရာကိုကန်ယာဗက်နဲ့ဗီဒရိုဂရက်စီမှာဆုံးရှုံးလိုက်ရတဲ့အပြင်မီခဲမေရီနိုကပါလိုအပ်ရင်တိုက်စစ်တဲ့ကစားနိုင်သေးတဲ့အခါမှာဂျေဇူးကအတင်းမှာအပိုးဖြစ်လာပါ रे ဂျေဇူးကလည်းလာမယ့်ဇန်နဝါရီမှာမဟုတ်ရင်နေရာဒီမှာတော့အတင်းကနေထွက်ခွာလိမ့်မယ်လို့သိရပါ रे အစင်ကလူငယ်ကစားမလေးကိုဂရမီကနေခေါ်ယူပြီးတော့နေရာပေးနေပါ रे ဒီထဲမှာအတင်းရဲ့နာကလေးတယောက်ဖြစ်တဲ့အီတန်ဝော်နီက အာဇနဲရေရှိစီမံကိန်းမှာပါဝင်ပြီးတော့မကြသေးခင်ကမှစာချုပ်တည်ချုပ်ဆိုထားပါတယ်။ဒါမှလည်းဝန်ကြီးကဒီရသည်မှာအရန်ကစားမဖြစ်ပဲဖြတ်တန်းနေရပြီးတော့ပါဝင်ကစားထားတဲ့လီပွဲ၅ပွဲစလုံးအရန်ခွားနေလူစားဝင်ကစားနေရပါတယ်။အဲဒါကြောင့်ဝန်ကြီးကိုလာမယ့်ဇန်နဝါရီမှာငားချသွားဖို့စဉ်းစားထားပြီးအတွေ့အကြုံရှာစီမယ်လို့သိရပါတယ်။ဒါပြင်ဘန်ဝိုက်အတွက်လည်းတင်းလျော်တဲ့ကမ်းလှမ်းမှုတွေကိုစတင်လက်ခံတော်မယ်လို့ Daily Mail သတင်းဌာနကဖော်ပြသွားပါတယ်။အာဇနဲကလူငယ်လေးမိုင်းလီဝစ်ကယ်လီနဲ့ပတ်သက်ပြီးတော့ငားချဖို့အစီအစဉ်မရှိကြောင်းလည်းသိရပါတယ်။ လူဝစ်ကယ်ရီကကာလာဖီယိုရီရဲ့နောက်မှာပဲလူစားဝင်ကစားမဖြစ်ကစားနေရပေမဲ့အာဒီတာကတော့ဒန်ယာမင်းသားကာလာဖီယိုရီရဲ့အကြောင်းကိုသိနေတဲ့အတွက်လူဝစ်ကယ်ရီကိုအငှားချမဲ့အသင်းမှာပဲအရန်ဖြစ်ဆက်ရထားရှိသွားပွဲစဉ်းစားထားပါတယ်။အာစနယ်ကနိုမာဒီဇမာပွဲချက်ကာလာကိုဖျက်တမ်းရတော့မယ့်အချိန်မှာကာရီယာမပါဝင်မဲ့ဆလေးပွဲလောက်အထိကိုကစားဖို့ရှိနေပြီးတော့ဒါကကန်နာရိုအတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။အာစနယ်တို့ဒီယာစီတို့ဒီကဲကဲကိုဖျက်ကျော်ပြီးတော့ချန်ပီယံနီယာအတွက်ကောင်းဆုံးရှောက်လန်းနိုင်မှာလားဆိုတာဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါရည်မြ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရည်မြ။